င်္ဂလာပါရှင်။ရွှေညမြေ channel မှာကြိုဆိုပါရစေ။ကျမကတော့ number logic ကနေပြတင်ဟောကြားသူဆီယမရှက်တီကဖြစ်ပါတယ်2025မေလ4ရက်မှာ2025မေလ10ရက်နေ့ထိကနန်းပြတင်အရာကိန်းကနန်းအရာကံကြမ္မာများကိုဟောကြားပြီးမှာဖြစ်ပါတယ် တိကနန်သမားတွေရဲ့ကံကြမ္မာကိုစတင်ဖျက်ပြီးမှဖြစ်ပါတယ်တိကနန်သမားတွေကဘလူးလူတွေလဲဆိုလို့ရှိရင်လတလရဲ့တရဲ၁၀ရဲ၁၉ရဲသို့မဟုတ်၂၈ရဲ့နေမှာမွေးဖွားထားသူတွေကတိကနန်သမားတွေဖြစ်ပါတယ်ရှင်တိကနန်သမားတွေကများသောအားဖြင့်တိကနန်သမားရှိတဲ့သူတွေကဆုံးဖြတ်ချက်ချတဲ့နေရာမှာတိတိကျကျဆုံးဖြတ်ပြီးတော့မိမိရွေးချယ်ထားတဲ့လမ်းကြောင်းကိုလည်းတေချာတိကျစွာလိုက်နာတက်ကြတဲ့သူတွေဖြစ်ပါတယ်ဟိုမှာကိုဆုံးဖြတ်ချက်ချထားတဲ့ဥစ္စာကိုစနစ်တကျတည်သက်စွာနဲ့လှုပ်ဆောင်တက်ပြီးတော့လိုက်နာတက်ပြီးတော့အဲ့ဒီ ီစုံဖြတ်ထားတဲ့ဥစ္စာကိုပြီးမြောက်အောင်မြင်အောင်ကိုဦးစားပေးပြီးတော့လဲဆောင်ရွက်တတ်တဲ့သူတွေဖြစ်ပါတယ်တက္ကနံသမားတွေရဲ့အချီးရီးကိုပြောရမယ်ဆိုလို့ရှိရင်ချစ်သူတို့မဟုတ်ဇနီးမောင်နှံနဲ့ချစ်ခင်ချစ်ချစ်ခင်ခင်ကျင်ကျင်နာနာရှိဖို့အတွက်မိမိဘက်ကနေပြီးတော့ရှော့ပေးမှုတွေ လိုက်လျောပေးမှုတွေလိုအပ်ပါတယ်။မတင့်တော်တဲ့ပြုံးစုံမှုတွေကြောင့်လည်းအာနှုတ်ဦးသဘောတူချစ်သူသူမဟုတ်ဇနီးမောင်နှံနေနဲ့မပြီးမလဲဖြစ်ပြီးတော့စိတ်ညစ်စရာစိတ်ညှိငွေ့စရာတွေဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်မို့လို့အဲ့ဒါတွေမဖြစ်အောင်လို့စိတ်ကိုတတ်နိုင်ဆုံးရှင်းချဖို့လိုအပ်ပါတယ်။ တကယ်တမ်းမာရေပညာရေးကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီတစ်ပတ်မှာအာယုံဆိုင်မှုတွေအားလဲအားနည်းတာကြောင့်မို့လို့တင်ကြားမှုတွေအတွက်ဂယုဒစိုက်လိုက်နာဖို့လိုအပ်ပါတယ်အထူးသဖြင့်ကတော့လေလာရေးဆိုင်ရာတွေအရေးတကြီးဆုံးဖြတ်ချက်ချရမယ့်ကိစ္စတွေဆိုလို့ရှိရင်ဒီတစ်ပတ်တွေမလုံဆောင်သင့်သေးပါဘူးဆုံးဖြတ်ချက်တွေမချသင့်သေးပါဘူး တက္ကသန်းသမားတွေအတွက်ဒီတစ်ပတ်အတွက်အလုပ်အကန်ရတော့လုပ်လုပ်နေသူများအတွက်စိတ်ဖိစီးမှုတွေကြောင့်လုပ်ငန်းမှာအရေးသေးတွေကျဆင်းနိုင်ပါတယ်။စီးပွားရေးလုပ်ငန်းလုပ်ကြနေသူတွေနဲ့တော့ရှင်ပြိုင်မှုတွေမှာလည်းနောက်ကျနေရတာဖြစ်ပေါ်နိုင်ပါတယ်။ရောင်းရောင်းအားတွေလည်းအားနေပြီးတော့ပြဿနာတွေကြုံတွေ့နေနိုင်ပါတယ်။တက္ကသန်းသမားတွေရဲ့ကျန်းမာရေးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီတစ်ပတ်ကတော့ကျန်းမာရေးအထူးသတိထားရမယ်။ အနေထားဖြစ်ပါတယ်။သွေးပေါင်းလေကြာခြင်း၊ရုတ်တရက်မြင့်တက်ခြင်း၊ခေါင်းကိုက်ခြင်းများဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်မို့လို့စိတ်ပင်ပန်းနှွမ်းနယ်မှုတွေပဲဖြစ်ပေါ်အောင်စိတ်ဖြစ်စီမှုတွေကိုလျှော့ချသင့်ပါတယ်ရှင်။ကြံတက္ကနသမားတွေအတွက်ရည်ရည်အားပေးရမယ်ဆိုလို့ရှိရင်တော့မိမိတဆိုင်ရာဘာသာရေးအဆောက်အုံတွေကိုတန်ရှင်းမှုပြုလုပ်ပေးရပါမယ်။စီမီပူဇော်ခြင်း၊ရေချမ်းကတ်ခြင်းများပြုလုပ်ပြီးတော့လည်းမိမိလိုရာများဆူတောင်းမှုပြုနိုင်ပါတယ်ရှင်။၂၀၂၅မေလ၄ရက်မှ၂၀၂၅မေလ၁၀ရက်နေ့ထိနှစ်ကနန်သမားတွေအတွက် ကံကြမ္မာကိုဖတ်ပြပေးပါပါ။နှိကနန်သမားတွေဟာလတလရဲ့၂ရက်၁၁ရက်၂၀ရက်သို့မဟုတ်၂၉ရက်နေ့များနှိကနန်သမားတွေဖြစ်ပါတယ်။နှိကနန်သမားရှိသူတွေသူတွေဟာမိမိနှိကနန်သမားရှိသူတွေစိတ်အတွင်းမှာအတွေးအမြင်တွေအမျိုးအလွန်များလောလောကြောင့်ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာနှိကွီးတင်ကြတတ်ပါတယ်။နှိကနန်အာယုံဆိုင်မှုအုံနောက်အာယုံဆိုင်မှုများလောလောကြောင့်လည်းအလွယ်တကူယောဂတွေ ပြင်ပေါ်နိုင်ပါတယ်ခီးသွွားနှစ်ကနန်းသမားတွေကခီးသွွားခြင်းကိုတော့အလွန်ကိုတိုက်နှစ်သက်တဲ့သူတွေဖြစ်ပါတယ်နှစ်ကနန်းသမားတွေရဲ့ဒီတစ်ပတ်သတင်းဒီတစ်ပတ်အခြေရေးကတော့ချစ်သူတို့မို့ဇနီးမောင်နှံတွေနဲ့မတက်မရှူတွေဖြစ်တတ်ပါတယ်မိမိအတွင်မှာစိတ်မသက်မှုတွေများကြောင့်လိမ့်နေမှုတွေမရှိဘဲနဲ့ဆက်ဆံဆက်ဆံရေးတွေမှာမပြေမလည်တွေဖြစ်နိုင်ပါတယ်အဲဒါကြောင့်မလို့မြစ်တံကင်းမဲ့မှုတွေကိုရှောင်ရှားဖို့ကြိုးစားတက်ပါတယ်နှစ်ကနန်းသမားတွေရဲ့ပညာရေးကိုပြောရမယ်ဆိုလို့ရှိရင်ဟောပြောပေးရမယ်ဆိုလို့ရှိရင်ပညာရေးမှာ မှာလည်းရလက်ကောင်းတွေမရရှိနိုင်သေးပါဘူးအလားလာကောင်းတွေမရနိုင်သေးပါဘူးအုံနိုင်စူးစော့အုံနောက်စူးစော့မှုနေခြင်းမှုကြောင့်မို့လို့လည်းမိမိအတွက်အရေးကြီးတဲ့စာမျိုးပဲတွေသို့မဟုတ်လေ့လာမှုတွေလည်းများတဲ့နောက်ကျနေနိုင်ပါသေးတယ်အာယုံစူးစိုက်မှုတွေတိုးတက်အောင်လုပ်ဖို့လည်းလိုအပ်ပါတယ်ဒါကြောင့်နှစ်ကနန်းသမားတွေရဲ့အလုပ်အကိုင်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီတစ်ပတ်မှာတိုးတက်မှုတွေ နှောင့်နှေးနိုင်ပါတယ်တိုးတက်မှုတွေနည်းနေနိုင်ပါတယ်အောင်မြင်မှုတွေရရှိဖို့လည်းခက်ခဲတက်နေနိုင်ပါတယ်စီးပွားရေးတွေလောက်ကင်နေသူတွေအတွက်တော့မျောမှန်းထားတဲ့အမျက်အစွန်းတွေလည်းမရရှိနိုင်သေးပါဘူးရှင်နေကနသမားတွေရဲ့ကျဲမာကြီးအခြေအနေပြောရမယ်ဆိုလို့ရှင်ခန္ဓာကိုယ်အောက်ပိုင်းခြေလက်တွေနာကျင်တာတွေစိတ်ပြူစီမှုတွေများခြင်းကြောင့်လည်းခန္ဓာကိုယ်နဲ့စိတ်နှစ်ခုလုံးစိတ်ပင်မနှစ်ခုစလုံးပင်မနှဲ့နှဲ့မှုတွေဖြစ်ပေါ်နိုင်ပါတယ်။ဤကာလအတွင်းမှာစိတ်အေးလက်အေးဖြစ်ဖို့အတွက်သဘာဝပတ်ဝန်းကျင်ဤမှာသဘာဝ တဝန်းကျင်တွေမှာ EC စွာနေထိုင်မှုလိုအပ်ပါတယ်။အာနိုင်ငံသမားတွေရဲ့ရည်ရည်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အာတနင်္လာနေ့နေ့နဲ့ပိုင်းမှာမိမိတက်ဆိုင်ရာဘာသာတရားရဲ့ဘာသာမိမိတက်ဆိုင်ရာဘာသာတရားတွေကိုနိုင်ငံသမားတွေရဲ့ရည်ရည်ဒီတစ်ပတ်အတွက်ရည်ရည်ပေးရမယ်ဆိုလို့ရှိရင်တော့မိမိတက်ဆိုင်ရာဘာသာတရားတွေရဲ့ဂုဏ်တော်တွေကိုပွားများနေဖို့လိုအပ်ပါတယ်။အာ နှစ်ကလန်းသမားတွေရဲ့ရေဒီယာပေးရမယ်ဆိုလို့ရှိရင်တော့တင်းလာနေတဲ့နယ်ပိုင်းမှာမိမိသက်ဆိုင်ရာဘာသာတရားရဲ့ဂုံတော်တွေကိုပွားများနေဖို့လိုအပ်ပါတယ်ဒီတစ်ပတ်တည်းအထူးကတော့အထူးကြံပေးချင်တာကတော့စိတ်ကိုတည်ငြိမ်အောင်ထားခြင်းသည်အောင်မြင်မှုရဖို့အတွက်အဓိကတော့ကျက်ဖြစ်ပါလေရှင်2025မေလ4ရက်မှ2025မေလ10ရက်နေ့ထိသုံးကနေသမားတွေရဲ့ကံကြမ္မာကိုဟောပြပေးမှာဖြစ်ပါတယ် သုံးကနန်းသမားဆိုတာလတလရဲ့3ရက်7ရက်22ရက်30ရက်နေ့ယတိမှာမွေးဖွားတဲ့သူတွေကိုဆိုလိုတာဖြစ်ပါတယ်။သုံးကနန်းသမားတွေကဒီတစ်ပတ်မှာစင်စာတွေးခေါ်မှုတွေအများကြီးပြီးတော့မိမိအနာဂတ်အတွက် မှာမိမိအနာဂတ်တွေစိုးရိမ်မှုတွေများလာနိုင်ပါတယ်ဒါကြောင့်မို့လို့စဉ်းစားမှုတွေးခေါ်မှုတွေကိုဟိုလွန်ကျော်မတွေးမိကိုပြောချင်ပါတယ်မိမိဖြစ်ချင်တဲ့အရာတွေမိမိအရန်ဖြစ်စေချင်တဲ့အရာတွေကဖြစ်မလာနိုင်မင်းလေခက်ခဲနေတာတွေကိုစိတ်အလိုမကျမှုတွေလည်းဖြစ်ပေါ်လာနိုင်ပါတယ်သုံးကနေသမားတွေကအချစ်ရေးအိမ်တော်ရေးတတရရရှိပါမယ်ချင်းချစ်ချင်းမြတ်တာတွေလည်းတိုးပွားလာနိုင်ပါတယ်။ဒါကြောင့်ချီရဲ့အိမ်တော်ကြီးကောင်းပါတယ်။ဟာပညာရေးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့သုံးကနေသမားတွေကပညာရေးတိုးတက်ကောင်းမှု ရှိပါမယ်နောက်ပြီးတော့နိုင်ငံသားပညာသင်မဲ့လူတွေလည်းနိုင်ငံရေးချမှာပညာသွားသင်မဲ့လူတွေအလုတ်ကင်ရှာပွေတဲ့လူတွေမှာလည်းအလုတ်ကင်ခွင့်လန်းကောင်းနေရာကောင်းတွေရရှိနိုင်ပါတယ်။ပညာရေးလည်းကောင်းပါတယ်။အလုတ်ကင်တွေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့လုပ်ငန်းကရယ်ဆောင်တွေမှာအောင်မြင်မှုတွေလည်းရရှိမှာဖြစ်ပါတယ်။အောင်မြင်မှုတွေရရှိလာနိုင်မှာဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းအနေနဲ့ပြောရမယ်ဆိုရင်စီးပွားရေးလုပ်ငန်းရှင်တွေဟာအမျက်စွန်းတွေရပြီးတော့စီးပွားရေးတွေရှင်ပြိုင်မှုတွေလည်းတိုးတက်ကောင်းမြွန်နိုင်ပါတယ်။အဲကြောင့်စီးပွားရေးသမားတွေလည်း အဆင်ပြေနိုင်ပါတယ်။ကျန်းမာရေးအနေနဲ့ပြောရမယ်ဆိုလို့ရှိလို့ရှိရင်တော့လေကျန်းမာရေးလည်းကောင်းပါတယ်ခန္ဓာကိုယ်ပင်ပန်းနှုန်းနယ်မှုတွေလျော့နေလာပြီးတော့စွမ်းအင်တွေပြည့်ဝလာနိုင်ပါတယ်။ဒါကြောင့်မလို့ကျန်းမာရေးအနေနဲ့လည်းထုတ်တဲ့ကောင်းမွန်လာနိုင်ပါတယ်။ရည်ရည်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့သုံးကနန်းသမားတွေကကြာသာပတိနေတိုင်းမှာတကူကြီးဖျားတွေကိုသွားပြီးတော့ရည်သက်ပယ်ခြင်းဖြင့်ကံမြင့်ကန်းဆက်နိုင်ပါတယ်ရှင်။2025မေလ4ရက်နေ့ကနေမေလ10ရက်နေ့အတွင်းလေကနန်းသမားတွေရဲ့ကံကြမ္မာကိုဖော်ပြပြီးမှာဖြစ်ပါတယ်။ இங்கே இந்த மாதிரியா အားမိမိရဲ့အနာဂတ်ပေါ်မှာစိတ်ဝင်စားမှုရှိပြီးတော့မျှော်လင့်ချက်တွေအများကြီးနဲ့ဂယုဒစိုက်တည်တည်တတ်တတ်နေထိုင်တတ်တဲ့သူတွေဖြစ်ပါတယ်။ဒါပေမဲ့လို့တစ်ခါတည်းရမှာကြတော့ဘဝကိုအလေးမထားဘဲနဲ့တာမန်လူတွေမျိုးနေခြင်းစိတ်တွေလည်းရှိလာတတ်ကြပါတယ်။လီကနန်သမားတွေရဲ့အချီးအီအင်အောင်ရေးနဲ့ပတ်သက်ပြီးတော့တယောက်နဲ့တယောက်နားလည်မှုတွေရှိပြီးတော့ချစ်ချင်းမေတ္တာတွေဆွဲလန်းမှုတွေတိုးပွားလာနိုင်ပါတယ်။ချစ်ချင်းမေတ္တာတွေတရားတွေနဲ့တက်တောင့်တက်တာဖြတ်တန်းနိုင်မဲ့ကာလလည်းဖြစ်ပါတယ်။ပညာရေးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်လီကနန်သမားတွေကအာဆက်တယ်မှုဆက် ယ်ရေးအင်ဂျင်နီယာတွေရေချောင်းအင်ဂျင်နီယာတွေစက်မှုအင်ဂျင်နီယာတွေလိလလိုက်စားနေတဲ့အတတ်ပညာတွေသင်ကြားနေတဲ့သူတွေဆိုလို့ရှိရင်ဒီကာလတွေမှာအာမှခွင့်ကောင်းတွေအခွင့်အလမ်းကောင်းတွေရရှိနိုင်မဲ့ကာလတွေဖြစ်ပါတယ်အလို့အကန်အခြေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်လည်းမိမိကျန်းကျွင်တဲ့နေရာတွေမှာအစင်းအမြင့်တင်နိုင်ပြီးတော့ခက်ခဲတဲ့အလုပ်တွေကိုပဲရင်ဆိုင်ဖို့ရင်ဆိုင်ဖြစ်ရှင်းနိုင်မှာဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းလုပ်ကင်နေသူတွေအတွက်ကလည်းမိမိရဲ့စီးပွားရေးတွေတိုးတက်ကောင်းမွန်ပြီးတော့အမြင့်အဆုံးနဲ့အများကြီးရရှိနိုင်မယ်။ ကာလာတွေဖြစ်ပါတယ်လီကနန်သမားတွေရဲ့ကျန်းမာရေးအခြေအနေပြောရမယ်ဆိုလို့ရှိရင်လည်းကောင်းမွန်လာနိုင်ပါတယ်ကျန်းမာယုံကြည်မှုအပြည့်အဝနဲ့ရုပ်ပိုင်းဆိုင်ရာရောခြေပိုင်းစိတ်ပိုင်းဆိုင်ရာရောအခြေအနေတွေတိုးတက်ကောင်းမွန်နိုင်မှာဖြစ်ပါတယ်ဒီတစ်ပတ်အတွက်လီကနန်သမားတွေရာရေရာအနေနဲ့ကတော့ညအချိန်တွေမှာညပိုင်းအချိန်တွေမှာဒုဝါရနာမည်ဟာကို22ကျင်းရွတ်ဖက်ပူဇော်ခြင်းဖြင့်ကြုံကြည်မှုတွေပြည်လာပြီးတော့လုပ်ငန်းတွေမှာစွမ်းအင်တွေရရှိလာမှာဖြစ်ပါတယ်ရှင်။နောက်25မေလ လေးရဲ့နေရာနေပြီးတော့မေလ10ရက်နေ့ထိငါးကဏ္ဍသမားတွေရဲ့ကံကြမ္မာကိုဟောပြပေးမှာဖြစ်ပါတယ်။ငါးကဏ္ဍသမားဆိုတာလတလရဲ့9ရက်14ရက်23ရက်နေ့မှာမွေးဖွားတဲ့သူတွေကိုပြောတာဖြစ်ပါတယ်။ငါးကဏ္ဍသမားရှိတဲ့သူတွေဟာစိတ်မြင်မြန်နဲ့အောင်မြင်မှုကိုအလျင်မြန်ရရှိခြင်းနဲ့စိတ်ရှိတဲ့သူတွေဖြစ်ပါတယ်။တစ်ချိန်နဲ့ပြုံနေတဲ့တိလေတက်လွယ်မှတ်မိလွယ်တဲ့သူတွေဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ဉာဏ်အလွန်ကောင်းတဲ့သူတွေဖြစ်ပါတယ်။ငါးကဏ္ဍသမားတွေရဲ့ဒီတစ်ပတ်အခြေရာတော့ နော်ချစ်ရေးအိမ်တော်ရေးမှာဆိုလို့ရှိရင်တူနဲ့တူစိတ်ကူးစိတ်တန်းကောင်းကောင်းနဲ့မျှဝေတက်ပြီးတော့တူကိုတူနားလည်မှုရှိရှိနဲ့ဒီဆောက်တဲ့သူတွေဖြစ်ပါတယ်။ဟာတတ်ဉဏ်ရှင်ချင်းနဲ့တက်ကြွမှုရှိခြင်းတို့ကြောင့်တူနဲ့တူဆက်ဆံရေးတွေပုံမကောင်းမွန်ပြီးတော့မေတ္တာရေးတွေပုံမတူတက်လာနိုင်ပါတယ်။ငါရကဏ္ဍသမားတွေရဲ့ပညာရေးအရာဒီတစ်ပတ်အတွက်ပညာရေးအရာပြောရမယ်ဆိုလို့ရှိရင်တော့ဉာဏ်ရည်ငါကဏ္ဍသမားတွေကဉာဏ်ရည်မြင့်မားတဲ့သူတွေဖြစ်တာကြောင့် ဖြည့်ဆိုတဲ့ဘာသာရေးတိုင်းမှာလည်းအမှတ်ကောင်းကောင်းများရရှိနိုင်မှာဖြစ်ပါတယ်။ပညာရေးအပေါ်မှာလည်း professional ဇာတ်နေသူတွေဖြစ်တာကြောင့် ပြည်သူတိုင်းမှာစိတ်ကြည်နက်မှုတွေရရှိနိုင်တဲ့ကာလတွေလည်းဖြစ်ပါတယ်။ငါးကဏ္ဍသမားတွေရဲ့အလုပ်အကိုင်တွေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဝန်ထမ်းတွေဖြစ်မယ်ဆိုလို့ရှိရင်လုပ်ကိုင်တဲ့နေရာတွေမှာနေရာအတိတ်တွေလုပ်ကိုင်ခွင့်လန်းကောင်းတွေရရှိမှာဖြစ်ပါတယ်။အဲ့ဒီအလုပ်တွေကနေပြီးတော့လည်းစိတ်ကြည်နက်မှုတွေရရှိပြီးတော့ဘဝကိုတိုးတက်အောင်မြင်မှုတွေရရှိလာနိုင်မှာဖြစ်ပါတယ်။လုပ်ငန်းရှင်တွေအနေနဲ့ကတော့အမျက်တွေအလွယ်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 ကူကူနဲ့အမျက်ဆုံးတွေရရှိနိုင်ပြီးတော့ရရှိနိုင်မှာဖြစ်ပါတယ်။အပြိုင်အဆိုင်တွေကိုလည်း ရင်ဆိုင်နိုင်ပြီးတော့မျောမှန်းချက်တွေကိုဝဲကြော်လန်ပြီးတော့ကိုအောင်မြင်နိုင်မဲ့ကာလတွေဖြစ်ပါတယ်။ငါးကနန်းသမားတွေရဲ့ကျမ်းမာရေးအနေထားကတော့လေဒီတစ်ပတ်မှာကောင်းကောင်းမွန်မွန်လဲရှိပါမယ်။စိတ်ပြည့်စုံမှုတွေဒါပေမဲ့လို့စိတ်ပြည့်စုံမှုများခြင်းလို့မလို့အာယုံကြောပိုင်းဆိုင်ရာပြဿနာလေးတွေတော့အနေငယ်ရှိလာနိုင်ပါတယ်။ဆိုရင်စရာတော့မလိုပါဘူး။အနားယူလိုက်လို့ရှိရင်တသက်သာနိုင်ပါတယ်။ငါးကနန်းသမားတွေရဲ့ရေဒီယာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အုံနမိုးအကောဝါတော့တတူတတိ လို့52ကျင်းရွတ်ဖက်လိုက်ရင်ရွတ်ဖက်ရွတ်ဖက်လိုက်ခြင်းဖြင့်အစဉ်ပြေအောင်မြင်သွားနိုင်ပါလေရှင်2025မေလ4ရက်မှာမေလ10ရက်နေ့ထိ Rusis ကနန်း6သမားတွေရဲ့ကံကြမ္မာကိုဟောပြောပေးမှာဖြစ်ပါတယ်ကနန်း6သမားဆိုတာလတ်တလာရဲ့6ရက်5ရက်24ရက်နေ့မှာဝေးဖွားတဲ့သူတွေကိုပြောတာဖြစ်ပါတယ်ကနန်း6သမားတွေကပုံမှုဆွဲလန်းတတ်တဲ့သဘောတွေပုံမှုဆွဲလန်းတတ်တဲ့ သဘောတွေရှိပြီးတော့အဲ့ကနန်း၆သမားတွေကပျော်ရွှင်မှုအမြဲတမ်းလိုလားပြီးတော့သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးရန်လည်းအမြဲတမ်းကြိုးစားအထောက်နေတဲ့သူတွေဖြစ်ပါတယ် ကနင်းချုပ်သမားတွေရဲ့အခြေအရာဒီတစ်ပတ်မှာဆိုတော့ရှင်ယုံကြည်မှုတွေရှိပြီးတော့တယောက်နဲ့တယောက်အပြန်အလှန်နားလည်မှုတွေထားတာကြောင့်ချစ်ချင်းမေတ္တာတွေတိုးပွားစေနိုင်ပါတယ်။ဒါကြောင့်အခြေအရာမှာအောင်မြင်မှုတွေရရှိနိုင်ပါတယ်။ကနင်းချုပ်သမားတွေရဲ့ပညာရေးကိုပြောရမယ်ဆိုလို့ရှိရင်လည်းဒီတစ်ပတ်မှာတော့ချုံးဝင်နိုင်ပါတယ်။ပညာရေးတွေအမှတ်ကောင်းတွေရရှိပြီးတော့ပြင်ဆင်မှုမှန်သမျှလည်းအောင်မြင်နိုင်ပါတယ်။ကနင်းချုပ်သမားတွေရဲ့ဒီတစ်ပတ်အလုတ်အကင်တွေပြောရမယ်ဆိုလို့ရှိရင်တော့အလုတ်အကင်တွေမှာလည်းအောင်မြင်မှုတွေရပါမယ်။လှုပ်ဖို့အကင်ဘက်တွေတာလွန်ပြီးတော့ ပိုင်ဆိုင်မှုတွေအောင်မြင်နိုင်ပါမယ်။စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကိုပိုင်လုပ်ငန်းလုပ်ကိုင်တွေတွေ့တဲ့ပြိုင်ဘက်တွေထက်ပုံမိုးတိုးတက်အောင်မြင်နိုင်ပါတယ်။ကနန်း၆သမားတွေရဲ့ဒီတစ်ပတ်ကျန်းမာရေးအခြေအနေကိုပြောရမယ်ဆိုလို့ရှိရင်လည်းကောင်းမွန်နေပါတယ်။ခနာကိုတွေအားတွေကောင်းမွန်နေတာကြောင့်ကျန်းမာရေးအခြေအနေကြီးလည်းကောင်းမွန်နိုင်ဖြစ်ပါတယ်။ကနန်း၆သမားတွေရဲ့ဂျီဒီယာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အုံး ဘာကဘာယနမဟဆိုတဲ့ဂါထာလေးကို33ကျင်းစိတ်တိတ်စိတ်အေးချမ်းတဲ့နေရာလေးမှာရွတ်ဖတ်ခြင်းဖြင့်ကြံစီသမျှအောင်မြင်ပါလိမ့်မယ်ရှင်။2025မီလာလေးရဲ့မှာမီလာ10ရက်နေ့တွင် ရူဆယ်ပဲကနန်းခွန်သမားတွေရဲ့ကံကြမ္မာကိုဖတ်ကြားပြီးမှဖြစ်ပါတယ်။ကနန်းခွန်ဆိုတာလာတလာရဲ့9ရက်16ရက်25ရက်နေ့မှာမွေးဖွားတဲ့သူတွေဖြစ်ပါတယ်။ကနန်းခွန်သမားတွေရဲ့ဇယားစီကန်းတကြနေထိုင်တတ်ကြပါတယ်။အာယုံစုဆိုင်မှုတွေလည်းအရင်အားကောင်းတဲ့သူတွေဖြစ်ပါတယ်။ကနန်းခွန်သမားတွေရဲ့အခြေအနေအရေးတွေကတော့ရောက်တဲ့တရောက်နားလည်မှုတွေလွဲမှားပြီးတော့လွတ်လွတ်လပ်ဆက်ဆံမှုတွေလက်လက်မှုလွတ်လွတ်လပ်လပ်ပြောဆိုဆက်ဆံမှုတွေအခက်အခဲတွေရှိနေနိုင်ပါတယ်။ကနန်းခွန်သမားတွေရဲ့ဒီတစ်ပတ်ပညာရေးအခြေအနေကတော့အာယုံစုဆိုင်မှုတွေရောနေနေတာကြောင့်ပညာရေးတွေမှာတိုးတက်မှုတွေနှိမ့်နှေးကွေးနေနိုင်ပါ ါတယ်။ကနင်းခွန်သမားတွေရဲ့ဒီတစ်ပတ်အလုပ်အကင်တွေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့လုံမှာစိတ်ဖူးစီမှုတွေအရင်များပြားလာနိုင်ပါတယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ကင်နေတဲ့သူတွေကတော့ခေါင်းဆောင်မှုစွမ်းဆောင်ရည်တွေအားနည်းပြီးတော့အမျက်စင်းတွေရရှိဖို့လည်းခက်ခဲဖြစ်နေနိုင်ပါတယ်။ကနင်းခွန်သမားတွေရဲ့စက်မာရည်တွေပြောရမယ်ဆိုလို့ရှိရင်တော့ဓာတ်မတည့်မှုတွေများပြားတာကြောင့်ခန္ဓာကိုယ်တွင်းရောင်ရဲမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ခန္ဓာကိုယ်အားနည်းခြင်းတွေလည်းဖြစ်ပေါ်နေနိုင်ပါတယ်။ကနင်းခွန်သမားတွေရဲ့ရည်ရည်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အုံကနေးရှာရနမဟဆိုတဲ့ဂါရာတော်လေးကို၄၀တပင် 42ကြိမ်ရွတ်ဖတ်ခြင်းဖြင့်အောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်ရှင်။2025မေလ4ရက်မှာမေလ10ရက်နေ့ထိ Rue 8 Ganesh သမားတွေရဲ့ကံကြမ္မာကိုဖကြပေးမှာဖြစ်ပါတယ်။ Ganesh သမားတွေဆိုတာလတလာရဲ့10ရက်18ရက်26ရက်နေ့တွေမှာမွေးဖွားတဲ့သူတွေဖြစ်ပါတယ်။ဤ Ganesh ကိုပိုင်ဆိုင်ထားတဲ့သူတွေကစီကန်တကြားနေထိုင်တတ်တဲ့လူတွေဖြစ်ပါတယ်။ အာယုံစူးစူးဆိုင်ဆိုင်လုတ်တက်တဲ့သူတွေလည်းဖြစ်ပါတယ်။စိန်ခုံမှုတွေကိုလည်းအထူးသတိထားတတ်တဲ့သူတွေဖြစ်ပါတယ်။ကနန်းရှိသမားတွေဒီတစ်ပတ်အချီးကြီးကိုပြောရမယ်ဆိုလို့ရှိရင်တော့ညှိနှိုင်းမှုတွေအားနည်းနေတာကြောင့်သဟဇာတာမဖြစ်ဘဲနဲ့ကြစ်ခင်ရင်းနှီးမှုတွေရောနေလာနိုင်ပါတယ်။ကနန်းရှိသမားတွေဒီတစ်ပတ်ပညာရေးကတော့စတိတကျလေ့လာမှုတွေအားနည်းခြင်းကြောင့်ပညာရေးတုတ်တက်မှုတွေလည်းနှိကွေးပြီးတော့အလုတ်ကင်ခွဲအခွင့်လန်းကောင်းတွေလက်လွတ်ဆုံးရှုံးနိုင်ပါတယ်။အလုတ်အကင်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ ဝင်ထဲများကအလုတ်ဖြီအားတွေပုံမှုများပြားလာနိုင်ပြီးတော့စိတ်ညစ်စရာတွေစိတ်တော့ကဖြစ်စရာတွေကြုံကြိုက်နိုင်ပါတယ်။စီးပွားရေးလုပ်ငန်းရှင်တွေကတော့ပြင်ဆိုင်မှုတွေနဲ့ရှင်ပြိုင်မှုတွေမှာနောက်ကျကြံရပြီးတော့အရှုံးတွေပေါ်လာနိုင်ပါတယ်။ကျန်းမာရေးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကနက်ရှင်သမားတွေရဲ့ဒီတစ်ပတ်မှာဆိုလို့ရှိရင်ဟင်းခေါင်းကိုက်တာတွေအစာအိမ်ပြဿနာတွေကြုံတွေ့နေနိုင်ပါတယ်။ဒီနေရာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့စနေနေ့နဲ့နေ့ပိုင်းမှာဒင်ခဲထမင်းကိုမရှိစင်းရသားတွေကိုလူတန်းပေးကမ်းလိုက်ပါရှင်။2025မေလ၄ရက်မှာမေလ၁၀ရက်နေ့ထိ ရူနိုင်ကနန်းကူသမားရဲ့ကံကြမ္မာကိုဖတ်ကြားပြီးမှဖြစ်ပါတယ်။ကနန်းကူဆိုတာလာတလာရဲ့9ရက်18ရက်28ရက်နေ့မှာမွေးဖွားတဲ့သူတွေဖြစ်ပါတယ်။ကနန်းကူတွေကူသမားတွေကကနန်းကူကိုပိုင်ဆိုင်ထားတဲ့သူတွေဟာစိတ်သက်ခိုင်မာတဲ့သူတွေဖြစ်ပါတယ်။တူနဲ့တူဆက်ဆံရေးရတဲ့အထူးအလေးထားတက်တက်ကြတဲ့အထူးလေးထားတက်ကြတဲ့သူတွေဖြစ်ပါတယ်။ကနန်းကူသမားတွေရဲ့အခြေရေးအိမ်အောင်ကြီးပြောရမယ်ဆိုလို့ရှိရင်တော့တဦးနဲ့တဦးညှိနှိုင်းမှုတွေအားနည်းနေတာကြောင့်ပျော်ရွှင်မှုတွေကိုထင်ကြီးရှိထင်သိမ်းမှုအခက်အခဲတွေဖြစ်လာနိုင်ပါတယ်။ ကနန်းကုသမားတွေရဲ့ပညာရေးဒီတစ်ပတ်ပညာရေးကိုပြောရမယ်ဆိုလို့ရှိရင်တော့လိလာမှုတွေအားနေပြီးတော့အမှန်နဲ့ချင်းဆွဲဆောင်ရေးတွေကြာစင်ခြင်းတွေလည်းဖြစ်ပေါ်လာနိုင်ပါတယ်။ကနန်းကုသမားတွေရဲ့ဒီတစ်ပတ်အလုပ်အကိုင်တွေပြောရမယ်ဆိုလို့ရှိရင်တော့ဝန်ထမ်းတွေကအလုပ်မှာဖိအားတွေများခြင်းကြောင့်မကြာခဏအမားတွေပြုလုပ်နိုင်ပါတယ်။စီပွားရေးလုပ်ငန်းရှင်တွေနဲ့ပြောမယ်ဆိုလို့ရှိလို့ရှိရင်တော့ဟောင်းအစ်စ်တွေမပြောင်းမင်းနဲ့မပြောင်းမှုကြောင့်အောင်မြင်မှုတွေမရရှိနိုင်ပဲဖြစ်နေပါတယ်။ဒါကြောင့် နီးပြူဟာတွေပြောင်းလဲတက်ပါတယ်။ကျမကြီးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကနန်းကိုသမားတွေဒီတစ်ပတ်ကျမကြီးကတော့အပူလွန်ခဲခြင်းကြောင့်ဖြစ်တိုင်းတဲ့ယောဂါတွေဖြစ်ပေါ်နိုင်ပါတယ်။ဥပမာပြောရမယ်ဆိုရင်တော့အပူလွန်ခဲခြင်းကြောင့်ခေါင်းမူခြင်းကောက်ကိုက်ခြင်းသွေးထိုးခြင်းစတဲ့ယောဂါဝေဒနာလေးတွေသတိထားဖို့လိုအပ်ပါတယ်ရှင်။ကနန်းနိုင်သမားတွေရဲ့ကနန်းကိုသမားတွေရဲ့ဒီနေရာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အင်္ဂါနေ့နဲ့နေ့ပိုင်းမှာစမုစာ၃ခုကိုလူဒန်းလိုက်ပါရှင်အားလုံးကျမ်းမာချမ်းသာကြပါသည်လူဟာဆန္ဒများပြေဝကြပါစေရှင်ယေရှုတင်ပါတယ်ရှင်